ဘုန်းတို့ဟိုရှင်ဘရင်တပါးမုံဒမင်းလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကပါပဲအဲ့ဒါနာရဒမထေရသူ့ကိုဟောတဲ့တရားလေးကိုအင်္ဂုတ္တပါဠိတော်ပင်စကနိဗ္ဗာန်မှာမှတ်တမ်းတင်ထားတယ်ဖြစ်ရကလေးကဘယ်လိုလဲဆိုတော့အဲ့ဒီမုံဒမင်းရဲ့မိဖုရားဗတ္တာလို့အမည်ရတဲ့မိဖုရားရုပ်တရဆုံးအလွန်ချစ်မြတ်လို့တဲ့မိဖုရားကြီးဖြစ်တဲ့အတွက်ကြောင့် သူအလွန်မင်းကိုပဲစိတ်ဆင်းရဲရတယ်ပေါ့ဘလောက်ထိဆင်းရဲတုံဆိုလို့ရှိရင်သူအစားအသောက်တွေဖြစ်တယ်တိုင်းရည်ပြည်ကလည်းဘာမှမစီစဉ်တော့ဘူးနော်ဘလောက်ထိသူကလှုပ်တာတုံဆိုတော့ရွှေတိုင်ဆိုးပြက်ကကိုခေါ်ပြီးတော့ဟိုတန်ခေါင်းကြီးလှုပ်ခိုင်းတယ်အဲ့ဒါကိုစီတွေအပြည့်ထည့်ပြီးတော့ဒီသူမိဖုရားရဲ့ရုပ်ကလက်ကိုအဲ့ဒီတည်းထည့်စီတွေထည့်ပြီးတော့အပေါ်ခေါင်းတစ်ခုနဲ့အုပ်ထားဒါဆိုလို့ရှိရင်ငါမိဖုရားကငါ ြာရာကြည့်လို့ရမယ်ပေါ့နော်အဲ့ဒီနားမှာပဲနေတယ်တောကပတိတွေကအလွန်ကြီးကြီးမားမားတောက်လောင်နေတယ်သူရဲ့ဒီရွှေတိုက်ဆိုးကမိတ်ရွှေကောင်းလို့ပြောရမယ်ဩငါတို့ရှင်ဘီရင်နော်အကြီးအကျယ်ဒုက္ခရောက်နေတာဒီနိုင်ငံထဲမှာလည်းပညာရှိလို့အမိခန့်တဲ့တမနာပြမနာတွေလည်းအများကြီးရှိတာအဲ့တော့ငါဘယ်သူနဲ့မြန်တွေ့ပေးရမယ်ဩစဉ်းစားအဲ့ဒီမှာရှင်နာရဒဆိုတာယဟန္တာလို့နာမည်ကြီးတယ် ပညာရှိတယ်လို့လည်းနာမည်ကြီးတယ်။နောက်အသက်ကောင်အဖြစ်လည်းကြီးတယ်ဆိုပြီးတော့ငါသူနဲ့တွေ့ပေးမယ်ဆိုပြီးတော့သူ့ရဲ့စီစဉ်မှုကြောင့်လို့ဆိုကြပါစို့အတူချုပ်ပြောရရင်အဲ့ဒီရှင်မင်းကအဲ့ဒီနာရဒမထေမျက်စီကိုသွားတယ်။ဟိုရောက်တဲ့အခါကျတော့အကျိုးအကြောင်းရှောက်ထား။ရှောက်တဲ့အခါမှာအဲ့ဒီနာရဒမထေကသူ့ကိုဟောတာ။အဲ့ဒီတရားလေးပေါ့နော်။ပျက်စီးမှုနဲ့နော်ကျင်ဝတဲ့အခါကလာမျိုးမှာအထူးသဖြင့်နှလုံးသွင်းတဲ့တရားမျိုးပေါ့။ ဲ့မှာသူကဘာဘာဟောတုံးဆိုတော့ဘုံဘုံတို့အနှစ်ချုပ်ကလေးပဲပြောကြည့်ရနော်လောကမှာတရား၅မျိုး ਨੇ ကြုံလာတွေ့လာပြီဆိုရင်ရှောင်လို့မရဘူးဘယ်သူမှလုံငင်းချမ်းသာဝင်မရှိဘူးအလုံးဒါဟာတွေ့ကိုတွေ့ရမယ်ကြုံကိုကြုံရမယ်တရားမျိုးဖြစ်တယ်တဲ့အဲ့ဒီတရား၅မျိုးကဘာလဲဆိုတော့စရာရေဖြာရိရေမရဏရေခရရေနတနာရေနော် စရာဖြာရိမရဏတော့သိရနော်။အိုခြင်းနာခြင်းတေခြင်းဟုတ်လား ခရဆိုတာကုံခန်းခြင်းဘုန်းဘုန်းတို့ဒီမှာရှိနေတဲ့အရာတွေဖြစ်နေတဲ့မြင်နေတဲ့အရာတွေဟာကုံသွားတတ်တဲ့အရာတွေကြီးပဲကိုဘုန်းဘုန်းတို့ရဲ့အဖေဘိုးတွေဘွားတွေဘယ်ရောက်သွားကုံသွားပြီမမြင်တော့မမြင်ရတော့ဟုတ်လားရေဦးတွေကရေတွေကိုတောက်လိုက်တဲ့ကုံ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 သွားတယ်နောက်ထပ်ထက်ထဲ့နေလို့သာရေကအမြဲရှိနေတယ်လို့ထင်နေရတာဟုတ်လူတွေကုံ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 သွားတာမရှိဘူးလားနဲခရဆိုတာကုံနတနာဆိုတာပြက်တယ် အကောင်းအတိုင်းအမြဲတမ်းသွားနေတာမဟုတ်ဘူးပျက်စီးကျမကြီးကလည်းပျက်စီးတယ်နုပြူချင်းကလည်းပျက်စီးတယ်ရှင်သန်ချင်းကလည်းပျက်စီးတယ်ပိုင်ဆိုင်မှုကလည်းပျက်စီးတယ်တရား၅မျိုးအိုချင်းနာချင်းတေချင်းကုံချင်းပျက်ချင်းဓာရီကျုံလာပြီဆိုရင်ဓာရီမကျုံပါစေနဲ့လို့ဘယ်သူမှတောင်းတလို့မရနိုင်ဘူးတဲ့အဲ့ဓာရီကျုံလာတဲ့အချိန်မှာညံမဲ့တဲ့ပုံကိုယ်တွေကအလွန်အမင်းဆွေးရင်ကြတယ်ပူဆွေးကြတယ်ငိုကြွေးကြတယ် အဲ့ဆိုရင်ကြီးကပြသူ့ဘာဖြစ်တုံးတဲ့အစားပြက်လိုက်မယ်တဲ့မစားခြင်းမတောက်ခြင်းဖြစ်လိမ့်မယ်တဲ့ဟုတ်တယ်စိတ်ထဲမှာစိုးရိမ်မှုဖြစ်သွားတယ်ဆိုရင်စားရင်တောက်ခြင်းစိတ်ကတခါတည်းပါဖြစ်သွားတော့ကိုုံသွားကြောက်လွန်အားကြောက်လန့်လွန်အားကြီးရင်လည်းစားခြင်းတောက်ခြင်းစိတ်ပြတ်သွားတာပဲနော်อืมအစားပြက်လိ်မယ်တဲ့ပြီင်ကိုယ့်ရဲ့ရု်ရည်ဟာအယောင်အဝါကျပြီောကြည်ာလ်ပဲမကောင်းတဲ့အနေအထားရုပ်ရှင်အင်ကမလှမပအနေအထားနွမ်းနေနေတဲ့ပူနေတဲ့ရုပ်ဟာတိတာကြီးပဲ ရုပ်ပြက်သွားတော့နော်အစာပြက်တယ်ပြီးရင်ဘာတော့ရုပ်ပြက်သွားတယ်ပြက်ဒီမှာမထင်ရကြီးကပြောတယ်ကသူကလက်တွေ့အလွန်ကြာကိုယ်မုံတဲ့လူတွေဝမ်းသာလိမ့်မယ်တဲ့ကိုယ်ပျက်စီးမှုတွေဂျုံလို့တောကပရိဒေဝါတွေနဲ့အပူတွေကြီးဖြစ်နေကိုယ်မုံတဲ့လူတွေဝမ်းသာမယ်ဒါတည်းမကောက်ကိုယ်ချစ်တဲ့လူတွေစိတ်ဒုက္ခရောက်လိမ့်မယ်တဲ့ကိုယ်ချစ်တဲ့လူတွေဝမ်းနေကြလိမ့်မယ်ကိုယ်ကလည်းမုံတဲ့လူတွေကြီးရှိတာမဟုတ်ချစ်တဲ့လူကလည်းရှိသေးတာဟုတ်လား ဒါကြောင့်မလို့ဒီပူလောင်ခြင်းဟာစိုးရိမ်ခြင်းဟာဘာအကျိုးမှမရှိဘူးတဲ့လူတွေဟာကိုယ့်ကိုယ်ကိုပူလောင်အောင်လုပ်နေတာငင်းအေးအောင်လဲကိုယ့်ကိုယ်ကိုငင်းအေးအောင်လုပ်တာဘယ်သူမှကိုယ့်ကိုပူအောင်လုပ်လို့မရဘူးဘယ်သူမှကိုယ့်ကိုငင်းအေးအောင်လုပ်လို့မရဘူးဆိုတာကိုပြောတာအဲ့လိုပြောပြီးတော့မထေမြတ်ကြီးဟာတကယ်လို့ဒီတရား၅မျိုးတွေ့လာလို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ကိုယ့်ကိုယ်ကိုဆင်ခြင်ရဘယ်လိုဆင်ခြင်ရမလို့အခုပြောတဲ့အတိုင်းပဲဆင်ခြင်ရမယ်သူက ။နော်စိုးရိမ်ခြင်းအဖြစ်အကျိုးမရှိဘူး။အစာပြက်လိမ့်မယ်၊ရုပ်ပြက်လိမ့်မယ်။မုံတဲ့လူတွေဝမ်းသာလိမ့်မယ်၊ချစ်တဲ့သူတွေဝမ်းလဲလိမ့်မယ်။နော်ကိုကိုကိုပူလောင်အောင်မလုပ်တဲ့ဘူး။ကိုကိုကိုငင်းအေးအောင်လုပ်တဲ့နဲ့ပူလောင်ခြင်းကဘာအကျိုးမှမရှိဘူး။ဟုတ်လား။အဲ့ဒါလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာအော်ငါတယောက်တည်းဖြစ်နေတဲ့ကိစ္စတွေမဟုတ်ဘူး။ဒါတွေကတလောကလုံးဖြစ်နေတဲ့ကိစ္စ။လောကရဲ့သဘော၊လောကရဲ့အမှန်တဟဘူးမှရှောင်လို့မရဘူးလို့ အလုံးရဲ့အပေါ်မှာလည်းပဲဖြန့်ပြီးတော့အဲ့လိုလေးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လောင်နေတဲ့တောကပိတေဝမိဟာငြိမ့်သွားလိမ့်မယ်။အတရားနာရင်လည်းဘင်းကြီးကအဲ့ဒါငြိမ့်နေတဲ့မိရဟုတ်လား။အဲ့ဒါအဆုံးသက်လေးမှာပြောတာလေးကိုလည်းဘုံဘောအလွန်သဘောကျတယ်။ဘာပြောတုံးဆိုတော့တစုံတရာပြဿနာတစ်ခုကြုံလာပြီဆိုရင်အစင်မပြေမှုဒုက္ခပေါ့။ဘာလို့မဆိုလို့ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်ကြုံလာပြီဆိုလို့ရှိရင်ကိုယ်အစွမ်းရှိသလား ဒါကိုပြည်လေအောင်ဂျုံအာထုတ်ရမယ်။နောက်ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်လက်ပေးလို့ပြောင်းမယ်ဆိုရင်လည်းလက်ပေးဟုတ်လား။ဟာချစ်ဘွယ်ခင်ဘွယ်ပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြည့်ရှင်း။ဒါဘာကြောင့်ဖြည့်လဲ။ဒီဟာမဖြည့်အောင်ဘယ်လိုလုပ်ရမလဲအကြောင်းကိုမြင်အောင်ကြည့်ရှာပညာရှိတွေနဲ့တိုင်ပင်ဆွေးနွေးသင်ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လုပ်ပြီးတော့ဆိုလိုတာနီးမျိုးစုံနဲ့ဒါကိုပြည့်လေသွားအောင်ဒီဒုက္ခကိုနော် ကြီးရနဲ့တေသေးရနဲ့ဖြောက်သွားအောင်နှီးမျိုးစုံနဲ့ဘာလို့မလို့စူးစမ်းရမယ်လက်မလျှော့အောင်အင်းနောက်ဆက်ပြောတာလေးကပို့စဉ်းစားတဲ့အကောင်အဲ့လိုနှီးမျိုးစုံနဲ့အစွမ်းရှိသလောက်တတိကုံထုတ်ပြီးတော့ကြိုးပမ်းအားထုတ်တော့လည်းပဲတခါတလေမှဒုက္ခကမငြိမ်ဘူးဟောဘလောက်လှုပ်လို့မှဒုက္ခကမငြိမ်ဘူးဖြစ်เสียအကြောင်းရှိတော့ဖြစ်နေပြီဆိုရပါစို့ယောဂါတွေဖြစ်လာတယ်တကြွနဲ့ဆရာဝန်တွေနဲ့ပတ်စံနဲ့အကုန်ကုန်ခံပြီးတော့အကုန်ကိုစွမ်းညံစွမ်းရှိသလောက်ကင်ကုတော့ကုတာပဲဒါပေမဲ့ကုတဲ့ကြားထဲကပဲတချို့ပျောက်လား ပြောက်မပြောက်လို့တည်သွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနှီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခက ဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်မလို့ဩငါဘဝရာကြောင်ကံတရားတွေကိုပြုတ်ခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာတော့ဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လားအဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်တယ်မြန်နှီးမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရဘူး မရဘူးဆိုလို့ရှိရင်အော်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရဟုတ်လားတကယ်တမ်းကဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေဒီခန္ဓာကြီးဖြစ်နေလို့ကိုကြုံနေရတာအဲ့လိုကြုံရပြီဆိုလို့ရှိရင်အော်ဖြစ်စရာအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလို့အမလို့ဆိုတော့ဒီခံရမေးတဲ့ဒါအကောင်းဆုံးနည်းကို ပြောတာနော်နည်းမျိုးစုံနဲ့စူးစမ်းမရဘူးဆိုရင်မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ဒါကိုဒီခံ ဒီမခံမဲ့တဲ့ဒေါသတွေနဲ့မကျင်တဲ့ချက်တွေနဲ့တုံ့ပြန်နေမယ်ဆိုရင်လည်းအကျိုးရလကပိုးတောင်ဆိုးသွားနိုင်တယ်။ဟုတ်ရဲ့လား။အဲ့ဒါလေးကိုဘုံဘုံကသဘောကျတာ။အဲ့လိုမျိုးနော်စရာပြာတိမရဏခရနတနာအိုရင်းတာချင်းတေချင်းကုံချင်းပြက်ချင်းဒီတရား၅မျိုးနဲ့ပတ်သက်လို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ဒါငါတယောက်တည်းဖြစ်နေတဲ့ကိစ္စမျိုးအလုံးဖြစ်နေတဲ့ကိစ္စနော်စိုးရိမ်ခြင်းအဖြစ်အစာပြက်မယ်ရုပ်ပြက်မယ်ရန်သူဝမ်းသာမယ်ချစ်သူဝမ်းနေမယ် ဘာအကျိုးမှမရှိဘူးလို့စဉ်းစားပြီးတော့ကိုယ့်ကိုယ်ကိုငြိမ်းအေးအောင် နေနိုင်ရမေးလို့အဲ့လိုမျိုးဟောတဲ့အခါကျတော့တော့ကအကုန်ပြောက်ပြောက်တော့ရှင်ဗျာတဲ့ဒါကိုဘာတရားလို့ခေါ်ပါသလဲပေါ့อืมဒီဥစ္စာကိုတော့ကညောင်းကိုနှုတ်တဲ့တရားလို့ခေါ်တယ်ဟုတ်ပါတယ်ဗျာတပည့်ရဲ့နော်စိတ်နှလုံးဟာစူးနေတဲ့တော့ကညောင်းဟာတကယ်ကိုပဲထွက်သွားပြီပေါ့အဲ့ဒါနဲ့တခါတည်းအမိန်ပေးတယ်တဲ့ရွှေတိုင်းစိုးကိုကိုင်းဗဒ္ဒရဲ့အလောင်းကိုအကုန်လုံးတခါတည်းထုတ်ပြီးတော့မိသာရှို့လိုက်ကြတော့ ာဒီနေ့ကစပြီးတော့ပွဲတော်လဲတဲမဲဟုတ်လားတိုင်းရင်ပြည်ကလည်းစီစဉ်မဲရှိပြီးတော့ချမ်းချမ်းသာသာဖြစ်သွားတဲ့ရှိပြီးတော့အဲ့ဒါမှတ်တမ်းတင်ထားဒါပါလေကာလေနာဓမ္မတဝနာရဲ့စွန့်ရည်လို့မဆိုနိုင်ဘူးလားဆွနိုင်ရဲ့နော်